ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဒူယာတီဘွားများဤစိတ်နေစိတ်ထားနှင့်ကိုရီကိုသွေးများဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒူယာတီဘွားများဆိုရင်တော့စက်တင်ဘာ23ရက်နေ့မှအောက်တိုဘာ23ရက်နေ့အတွင်းမွေးဖွားသူများဖြစ်ပြီးတော့ယာတီကွင်တင်ကေတမှာတော့ချိန်ကွင်ရှော့ဖြစ်ပါတယ် Venus Joe ကအုပ်စိုးသောကြောင့် Leader Season သူများဖြစ်သောကြောင့်အချက်အလှပါမျှတမှုနှင့်တအားစာတာဖြစ်မှုတွေကိုအထူးတန်ဖိုးထားတတ်ကြပါတယ်အာသာချက်များအကောင်းမြင် စိတ်နေစိတ်ထားနံပါတ်1 တန်တမန်နှင့်ငင်းချင်ရေးသမားဒူရာသည်ပွားများ၏အထင်ရှားဆုံးဆရာ၏လက္ခဏာမှာမျှတမှုနှင့်တရားမျှတမှုကိုအလေးထားခြင်းပင်ဖြစ်ပါသည်သူတို့သည်ပရိပခများကိုရှောင်ရှားလိုပြီးတော့အုပ်စုများအကြားဆက်ဆံရေးများတွင်တဟဇာတာဖြစ်အောင်လို့ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။စကားပြောဆိုရာတွင်လည်းပဲနူးညံ့သိမ့်မွေပြီးတော့တန်တမန်ဆန်ကနှစ်ဦးနှစ်ဖက်အစဉ်ပြေစေမဲ့အဖြေကိုအမြဲတမ်းရှာဖွေတတ်သောငင်းချမ်းရေးဖန်တီးသူများဖြစ်ကြပါတယ်။နံပါတ်2ချစ်စပွဲနှင့်လူမှုရေးကောင်းမွန်သူ Venus ဂျိုအီလွှမ်းမိုးမှုကြောင့်ဒူယာတီပွားများသည့်ချစ်စပွဲကောင်းပြီးတော့ဆွဲဆောင်မှုရှိပါတယ်။လူမှုဆက်ဆံရေးတွင်အလွန်ကိုထူးချွန်ပြီးတော့လူသစ်များနဲ့ပေါင်းသင်းရခြင်းအတူတကွပျော်ရွှင်စွာနေထိုင်ရခြင်းကိုနှစ်သက်ကြပါတယ်။သူတို့သည်စမတ်ကြပြီးတော့စကားလက်ဆောင်ပြောဆိုရမှာလဲအလွန်ကိုကောင်းမွန်သောကြောင့်မြေတီပတ်ဝန်းကျင်တွင်မဆိုအတူရှိရသည်မှာပြောစရာကောင်းပါတယ်။နံပါတ်၃အမှုပညာနှင့်အလှပကိုမြင်လို့သူအလားပါနဲ့ပတ်သက်လို့ရှိရင်တော့တူရာဒီဘွားတို့ဟာအမှုပညာအမြင်နဲ့ ဖက်ရှင်အမြင်ထူးခြားကောင်းမွန်သူများဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုများအဝတ်အစားများပရိဘောဂများနဲ့၎င်းတို့ကိုယ်တိုင်ရုပ်အသွင်ကိုပါလှပသေးသက်စေရန်အတွက်အမြဲတမ်းဂရုစိုက်တတ်ကြပါတယ်။အစဉ်တန်းမြင်ပါသောအရာများနဲ့တတောင့်တတာရှိသောဘဝကိုနှစ်သက်ကြပါတယ်။အား내ချက်များအပြတ်သဘောဆောင်သောစရိုက်လက္ခဏာများနံပါတ်1ဆုံးဖြတ်ချက်မပြတ်သားခြင်းတူရာသီပွားများ၏ချိန်ဝင်တင်ကြတာဟာဆိုရင်တော့မျှတမှုကိုကိုးစားပြုတော်လဲပဲ ီတိဘက်ကိုရွေးချယ်ရမည်ဆိုတာကိုစဉ်းစားရမှာတော့အခက်တွေ့တတ်ကြပါတယ်။ဆုံးဖြတ်ချက်တစ်ခုမချမီကောင်းကျိုးဆိုးကျိုးများကိုအသေးစိတ်အချိန်ယူစဉ်းစားလွန်ခြင်းလူတိုင်းကိုကျေနပ်စေခြင်းသောစိတ်သက်ရှိခြင်းတို့ကြောင့်ဆုံးဖြတ်ချက်ပြသမှုအားနည်းသည်ဟူသောဝေဖန်မှုမျိုးတွေကိုခံရတတ်ပါတယ်။နံပါတ်1ထိတ်တရင်ဆိုင်မှုရှောင်လွယ်ခြင်းငြင်းချမ်းရေးကိုအလိုမင်းလိုလားသောကြောင့်ပြဿနာများကိုတိုက်ရိုက်ဖြေရှင်းရန်အတွက်ဝင်လေတတ်ပါတယ်။ခက်ခဲသောအခြေအနေများနှင့်စိတ်ခံစားမှုပြင်းထန်သောဆွေးနွေးမှုများကိုရှောင်ရှားရန်ကြိုးစားတတ်ပြီး တခါတရံမှာပြဿနာများကိုဖြေရှင်းရမယ့်အစားရွှေဆိုင်ထားတတ်ပါတယ်။နံပါတ်3မိမိကိုကိုအလိုလိုက်ခြင်းနဲ့ရေပေါ်စီဆန်းခြင်းတို့ဟာဆိုရင်တော့ဘဝဤအကောင်းဆုံးနဲ့အလှပါဆုံးအရာများကိုနှစ်သက်တော့ကြောင်းတခါတရံမှာငွေကြေးကိုအလွန်အကျွံသုံးဆွဲမိကမိမိကိုကိုအလိုလိုက်မိတတ်ပါတယ်။ထို့ပြင်အချို့သောတူရာသည့်ပွားများသည့်ရုပ်ရည်နှင့်အပေါ်ယံအသွင်ပြင်ကိုအလွန်အမင်းတန်ဖိုးထားလွန်းလာကြောင်းမို့လို့ရေပေါ်စီဆန်းသူများဟုအမြင်ခံရတတ်ပါတယ်။ တူရသည်ပွားများဆိုရင်လူမှုပေါင်းသင်းဆက်ဆံရေးတွင်အလွန်ကိုကောင်းမွန်ပြီးတော့သူတို့၏တန်တမန်ပညာနှင့်ချစ်စပွဲစရိုက်များကြောင့်မြည်သည့်နေရာတွင်မဆိုလေးစားချက်ခင်မှုရရှိသူများဖြစ်ကြပါသည်တူတော်လည်းပဲမျှတမှုကိုရှာဖွေရင်းဆုံးဖြတ်ချက်ပြတ်သားအောင်စူးစမ်းခြင်းနှင့်ပဋိပက္ခများကိုရရဲ့ဝွင့်ဝင်ရင်ဆိုင်ဖြည့်ရှင်းတက်ခြင်းတို့သည်သူတို့အတွက်ဘဝတွင်ပုံမအောင်မြင်စေမဲ့နယ်ပယ်များပဲဖြစ်ပါတယ်။တူရသည်ခွင့်များနှင့်အကောင်းဆုံးလိုက်ပတ်သောရာသီခွင့်များကတော့ကုံရသည်ပွားများ ဇန်နဝါရီလ20ရက်နေ့မှဖေဖော်ဝါရီလ16ရက်နေ့အထိမိတ္တရာသီပွားများမတ်လ22ရက်နေ့မှဧပြီလ20ရက်နေ့အထိမေထုံရာသီပွားမေလ22ရက်နေ့မှဇွန်လ20ရက်နေ့အထိတင်ရာသီပွားဇူလိုင်လ22ရက်နေ့မှဩဂုတ်လ22ရက်နေ့အထိတို့ပဲဖြစ်ကြပါရခင်ဗျာစမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်